2025ခုနှစ်မေလ10ရက်ဂျာရိမနက်စောစောကိုနှုတ်ကရညီဖျက်ခင်တာတက်ရောက်လာတဲ့ကျွန်တော်တို့တင်ပြခန်းစားပြီးတင်တာကလာတော်လာခြင်းလဲမဲ့ခွင့်ရအတွက်ပြင်ဆင်ပေးတဲ့ဖျက်ရှင်နာမှာပုံကြည်ပါစီတော့ကာလချင်းရှေးဥစွာရွေးတော်မဆိုရင်နှစ်စာနေပြီးဒီဂရီပါဝင်ကျွန်တော်ကျွန်မတက်ရှင်ခဲ့ရပေါင်းက128ရက်ရှိခဲ့ပြီဖြစ်ပါတယ်ကောင်းကြီးတဲ့128ကိုဘယ်လိုသုံးပြုခဲ့လဲဆိုတာပြန်ပြောင်းဆန်းဆဲစဉ်းစားရအောင်။ကြာရှိသေးတာတော့မနက်ဖြန်နေစပြီးနှစ်ကုန်တည်း238ကျန်ပါသေးတယ်။ ကျန်ရှိသေးတဲ့239ကိုလည်းကာလာချုံကောင်းဆုံးရွေးနှုတ်ပြီးသွားလာခြင်းလည်းပို့လို့မှာရှေးဥစွာတိုက်တော်နှုတ်ဆော်ပြစေဒီကနေ့ my blessed morning အစီအစဉ်ကိုအဓိကခြေပြီးမှကျမ်းစာကတော့62ခုမြောက်သောစာလံအပိုက်ငယ်နှစ်အပိုက်ငယ်6ဖြစ်ပါတယ်အကျဉ်းစစ်ဘုရားသခင်သည်ငါ၏ကြောင့်ငါကိုကယ်တင်ခြင်းငါခေါ်လွန်ရာ ဖြစ်တော်မူ၍ငါသည်ငါ၌လှူရှားခြင်းများစွာ မရှိရာ ပတ္တနုကတော်တရှင်စကားတော်ဖြစ်တိုင်းကြောက်တိုင်းမှာဖျားသခင်သည်အတိတ်တပံပြန်လဲကောင်းကြီးပြပါစီတော်အာမင်အပိုင်ငယ်နှစ်မှာရောအပိုင်ငယ်၆မှာဖတ်ဆံမှာအတူတူပဲဖြစ်ပါတယ်အပိုင်ငယ်၆မှာလည်းကဲစင်စစ်ဖျားသခင်သည်ငါ၏ကြောင့်ငါ့ကိုကဲတင်းချင်းကြောင့်ငါခိုးလုံရဖြစ်၍ငါသည်လှုပ်ရှားခြင်းမရှိရငါ၌လှုပ်ရှားခြင်းမရှိရဒါမဲ့အပိုင်ငယ်၆မှာတော့ငါသည်လှုပ်ရှားခြင်းမရှိရဒါလေးပဲခွာသွားတာပါဟောတော်ဝိကဒီဆာလန်ဆက်နေတဲ့ချိန်မှာလည်း ပြီးခဲ့တဲ့သခင်ပြားနေ့နောက်ပြီးခဲ့တဲ့ဟလာအင်္ဂါနေ့ဒီနေ့ဂျာရီနေ့ဟာသူရဲ့ဒုက္ခဆင်းရဲကြတဲ့မှာဘုရားသခင်ကိုညှော်ကြည့်ပြီးတော့ယုံကြည်ကိုးစားခြင်းနဲ့ဆက်ဆုံနဲ့ဆံလာမယ်ဖြစ်ပါတယ်။ဥဆက်ဆုံတဲ့ခါမှာဘာတွေ့ရလဲ။ထာဝရဘုရားဟာသူ့ရဲ့ကြောက်ဖြစ်တယ်။ခိုင်ခန့်တဲ့ကြောက်။သူ့ရဲ့အကွဲကသူ့ရဲ့ကဲတင်းခြင်းကြောင့်သူ့ရဲ့ခိုးလုံရအကြောင်းဖြစ်တယ်။အဲ့ဒီအရာတွေအတွက်ကြောင့်သူ့၌လှုပ်ရှားခြင်းများစွာ မရှိရလို့ပြောပါတယ် There is no haste who trust in God ထော်ရဖျားနိုင်ခလုံးသူအရောက်တိုင်းတွေ့အလင်းတစောလှုပ်ရှားခြင်းဆိုတဲ့ဖုတ်ပူပြီးတိုက်လို့လည်းကျွန်တော်တို့မြန်မာစကားပြောတယ်အလင်းတစောအရေးတကြီးနဲ့လှုပ်ဆောင်စရာအကြောင်းတစ်ခုမှမရှိဘူးထော်ရဖျားခလုံးနဲ့သူကညင်ဝတ်စွာနဲ့နေပြီးတော့သွာလာခြင်းလည်းပို့ပဲအသက်တာမှာခံစားရမယ်လို့ယုံကြည်မျှော်လင့်ကြောင်းဖော်ပြလိုပါတယ်ဒါနဲ့တောက်ကြီးက ပြောနေတာဖြစ်ပါတယ်ဒါကြောင့်သူဟာကိုရောဟာကြပ်ဖြစ်တယ်ကိုရောသူ့ရဲ့ခေတင်းချင်းကြောင်းကိုရောဟာသူ့ရဲ့ခိုးလုံရဖြစ်တယ်အဲ့ဒါကြောင့်သူ့မှာအလှင်တဆောလို့ဆရာမရှိဘူးထာဝရဘုရားနဲ့ဆောင်းဆိုင်ပြီးတော့ဘုရားခင်တုံသင်ပြဲ့ပြင်းလမ်းပြတိုင်းသူ့တမှာကျင်လဲရတယ်သွားလဲရတယ်လှုပ်ရှားတယ်ဒီလိုမျိုးတွေပဲသူ့အသက်တာရှိနေတယ်ဆိုတာကိုသက်သေခံခြင်းနဲ့တူတချင်းစုနေတာဖြစ်ပါတယ်မှန်ပါတယ်ချက်တော်ညီကုန်ပုံမှာတော့ကျွန်တော်ထာဝရဘုရားနဲ့သာခိုးလုံကိုးစားပြီးတော့ နေ့စဉ်နဲ့မြတ်သွားလာရင်ကျွန်တော်မှာလှုပ်လှရှားရှားနဲ့အလင်းတစောခုနကျွန်တော်ပြောလို့ဖုတ်ပူပြီးတိုက်ဒါရီလုတ်ဆရာတစ်ခုမှမရှိအောင်ခါလေကျွန်တော်ကပြာပြာပြာနဲ့လှုပ်တက်တယ်အထူးဖြင့်ကျွန်တော်ကျွန်တော်ကိုလည်းကျွန်တော်ပြောတာပါစိတ်ဆန္ဒတအားစော်တယ်ပြာပြာသလဲနဲ့အမှုရာကိစ္စတွေဆောင်းနေတဲ့အချိန်မှာဒီကြမ်းချက်တွေကိုသတိရတယ်လှုပ်ရှားခြင်းများစွာမရှိအောင်ဟာလေလုယာကျွန်တော်အဲ့လိုမျိုးစိတ်ထဲမှာလှုပ်ရှားနေခြင်း ပြပြသလင်းနဲ့လုံနေချိန်ဟုတ်လားအလင်တော်ဆောတဲ့လုံနေချိန်မှာဒီနှုတ်ကွက်တော်ကိုတရိယာစီခြင်းနဲ့ကျွန်တော်ကခုနလိုစိတ်ဆန္ဒဆောပြီးတော့အမြဲတမ်းလုတ်တက်တဲ့သူတယောက်ဖြစ်တယ်ပြပြသလင်းနဲ့လုတ်တက်သူတယောက်ဖြစ်တယ်ဒါဆိုရင်အဲ့ချိန်မှာမိတ်ဆွေရောဒါမျိုးဘယ်နှယောက်ဒီထဲမှာရှိလဲတော့မပြောတတ်ဘူးအဲ့လိုမျိုးမပြူကြတော့ပဲနဲ့လှူရှားခြင်းများစွာမရှိရဆိုတဲ့အတိုင်းသာရဖျား night ခေါ်လုံဖို့ ထရပီယာကဲတင်တဲ့အကြောင်းထရပီယာကိုယ့်ရဲ့ကြောက်ဖြစ်တယ်ဆိုတာသိပြီးတော့စာလန်ဆရာဒါဝိကက်တို့ကျွန်တော်တက်တာချင်းလဲသွားလိုက်အောင်လို့လှူရှားခြင်းများဆိုတာမရှိရဆိုတဲ့အရာပေါ်မှာစိတ်ချမှုနဲ့သွားလိုက်အောင်လို့ဒီနေ့မှထပ်ဆင်ပြီးတိုက်တွန်းနှုတ်ဆော်လိုပါတယ်ကျွန်တော်နှုတ်ကတော်နဲ့ဝိခါချာအဖြစ်ရောက်တဲ့မှာဖျားသခင်သည်အတိတ်တပံပြန်လဲကောင်းချီးပေးပါစေတော့ဆုတောင်းအနံ့ကြပါစို့မြတ်တော်ရှင်ဘုရားဒါဝိက ကိုရရှင်သည်သူ့ရဲ့ကြောက်ဖြစ်တဲ့သူ့ရဲ့ကဲတင်းကြောင်းနဲ့သူ့ရဲ့ခလုံးရဖြစ်တဲ့အတွက်ကြောင့်သူ၌လှုပ်ရှားခြင်းများစွာမရှိရလို့ပြောပါတယ်။သူသည်လှုပ်ရှားခြင်းမရှိရလို့အပိုင်ငယ်နှစ်မောင်အပိုင်ငယ်၆မောင်ဖော်ပြပါတယ်။ယတိအမှုရာနေပါတာရဘွားတတတတိတွေလည်းကိုရောကိုမိမိရဲ့ကြောင့်မိမိရဲ့ကဲတင်းကြောင့်မိမိရဲ့ခလုံးရနေနဲ့သွားလာခြင်းလေတဲ့ဆိုရင်ပြပြတလေးနဲ့လှုပ်အောင်မရတဲ့လှုပ်ရှားခြင်းတွေများစွာမရှိရဘူးဆိုတဲ့စကားတော်ပေါ်မှာစိတ်ချပြီးတော့ တော်လာခြင်းလေသောကြောင့်ဖြစ်စေဖို့အတွက်အသက်တာဒီပေါ်မှာတန်ရှုံးဝင်ရောအဖြစ်အလင်းပေးခြင်းပဲ့ပြင်ခြင်းတုန်သင်ကြီးသမားပြုပြီးတော့ပို့ဆောင်ကောင်းကြီးပေးပါမည်အကြောင်းကယ်တပိုင်ရှင်အရှင်ယေရှုဖရာနာမတော်မြတ်ကိုမြှပြုပြီးဆုတောင်းလက်အနံ့ကြပါရပါဖရာသခင်အာမင်လှူရှားခြင်းများစွာမရှိရမိစေလှူရှားနေလားမသိဘူးပြပသားလည်းဖြစ်နေလားမသိဘူးဒီဆလာဝန်တရိယာပါကိုရောဟာကြောက်ဖြစ်တယ်ကိုရောဟာကင်းင်းကြောင့်ဖြစ်တယ် ကိုရောမိမိရဲ့ခိုးလို့ရအကြောင်းဖြစ်တဲ့ကြောင့်လှုပ်ရှားခြင်းများများဆန်းဆန်းမရှိစေဘူးထို့ရှင်နာမပုံကြည်ပါစေဒီဝေကချက်ကို public ပါ share လုပ်ရမယ်ဆက်လက်ပြီးမှုလို့မြန်မာပေါအောင်ပြီးပေါအောင်လို့ထပ်မံပြီးတောင်းဆိုလိုပါတယ်လှုပ်ဆောင်သွားမယ့်သူရောက်တော့မှဖျားခင်သည်ကြီးမားတဲ့ကောင်းချီးမင်္ဂလာများနဲ့တောင်းလောင်းပြီးလမ်းပြတော့ဟူပါစေတော့အာမင်